ငပီတောင်းလေးနဲ့တွဲဆိုင်လိုက်ဖက်တဲ့ကြက်ချင်စဲအရေးတောက်လေးချက်ပါမယ်။ပါဝင်ပစ္စည်းရတော့ကြက်သားကြက်သွန်ဖြူကြက်သွန်လေးဇပလင်းငရုတ်တိမျက်ချင်းတို့ပါ။ပထမဆုံးဇပလင်းကိုညအောင်ထူပြီးတော့ခြိထားလိုက်ပါမယ်။ပြီးရင်တော့ကြက်သွန်ဖြူနဲ့ဂျင်းကိုညအောင်ထောင်းလိုက်ပါမယ်။ ရင်းနဲ့ကျက်သွပြူညက်သွားပြီဆိုရင်တော့ကျက်သွမျိုးထည့်ထောင်ပါမယ်။နောက်ဆုံးမှာတော့မြေပြီးစိမ့်ကိုပါထည့်ထောင်လိုက်ပါမယ်။ကြားလာတဲ့နှစ်ကိုတော့ပကံနဲ့ခဏထည့်ထားလိုက်ပါမယ်။အားလုံးစင်စစ်ဖြစ်ပြီဆိုရင်တော့ကျက်သားကိုထည့်လိုက်ပါ။ပြီးရင်ခြိထားတဲ့စပလင်နဲ့ထားထားတဲ့အနှစ်ကိုထည့်ပါမယ်။အရသာအတွက်စနွင်းဟင်းသီးဟင်းရမုတ်စာငရုတ်ကောင်းအယောင်တင်မုတ်ခံပြရေးစီရုကိုထည့်ပြီးတော့နေလိုက်ပါမယ်။တိတ်ချနာအောင်နေပြီးသွားပြီဆိုရင်တော့ဦးတည်လိုက်ပါမယ်။ပြီးရင်တော့ကြက်သားလေးတွေကိုလုံးလိုက်ပါ။ခြားလေးလု ွားပြီဆိုရင်တော့ရေထည့်ပြီးတည်ထားလိုက်ပါမယ်။ပိုးတည်ထားတော့မှငရုတိနဲ့တံမြားလေးကိုထည့်ထားလိုက်ပါမယ်။ကပုပ်ပတ်ဆူလာပြီဆိုရင်တော့မကြီးရေနည်းနည်းထည့်ပါမယ်။ချက်ဆက်ဆက်လေးစားချင်တာကြောင့်ငရုတ်သီးနဲ့တမယာသီးကိုထည့်ထည့်ပါမယ်။ညသာအစီပြီပြီဆိုရင်တော့နောက်ဆုံးမှနည်းနည်းမင်းလေးအုပ်လိုက်ပါ။ဒါဆိုရင်တော့ချက်ချင်းဆက်ဆက်လေးနဲ့ထမင်းမြင်ချင်မဲ့ချက်ချင်းဆက်အရေးတောက်လေးရပါပြီရှင်။တခါတလေစီပြန်ဟင်းနေမစားချင်ဘူးဆိုရင်တော့ဒီလိုအရေးတောက်လေးကိုချက်ပြီးငပိတောင်းလေးနဲ့တွဲစားကြည့်ပါနော်။ 手机被丢在干嘛先？So